ိတ်ဆွေများအားလုံးမင်္ဂလာပါဗျကျွန်တော်အနေနဲ့ဒီနေ့ Astro Bringing News တပုတ်ကိုတင်ပြပေးမှာဖြစ်ပါတယ်ဒီတင်ကတော့လက်ရှိဟော့ဖြစ်နေတဲ့ Air India Flight 171ကြက်ကြမှုနဲ့ပတ်သက်ပြီးဆက်နွယ်နေတဲ့သတင်းတပုတ်ဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေများကိုကျွန်တော်တို့ရဲ့ Astro Garden Channel ကနေ Astro Today အစီအစဉ်တရက်အနေနဲ့နေ့စဉ်ကောင်းတဲ့နှက်ခတ်အချိန်အခါစိုးတဲ့နှက်ခတ်အချိန်အခါတွေကိုအမြဲမပြတ်ထုတ်လွှင့်ပေးနေတာ အချိန်ကာလတလကျော်ရှိလာပါပြီအဲ့တော့ဒီလိုနှစ်ခတ်အချိန်ခါတွေမှာကျွန်တော်တို့ရဲ့အကြံပြုချက်တွေထဲမှာမိမိတို့ရောက်ရှိနေတဲ့နေရက်ကနေသားသမီးတွေဟာပုံမူပြီးတော့အကျိုးသက်ရောက်မှု ရှိနိုင်နေဆိုတော့ဇကရလေးတစ်ခုကိုထဲသွင်းပေါ်ပြထားပါတယ်အလားတူစွာပဲဒီလိုနေ့တစ်နေ့တာမှာအခြားသောနေသားသမီးတွေအနေနဲ့ကလည်း မိမိတို့ရဲ့ဆောင်ရွက်မှုကိစ္စရပ်တွေမှာကောင်းမွန်တဲ့နက္ခတ်အချိန်ခါတွေနဲ့ဆောင်ရွက်ရင်ကောင်းမွန်တဲ့ကောင်းကျိုးတရားတွေမဟုတ်ချာအေကန်ရရှိလာမှာ ဖြစ်ပြီးတော့မကောင်းတဲ့နက္ခတ်အချိန်ခါတွေမှာမိမိတို့ရဲ့အရေးကြီးကိစ္စတွေဆောင်ရွက်မိတဲ့ဆိုရင်စိုးကျိုးတရားတွေကိုလည်းမလွဲမသွေရင်ဆိုင်တွေ့ကြုံရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ Astro 2တွေယနေ့နက္ခတ်အစီအစဉ်ကနေထုတ်လွှင့်ပေးတဲ့နက္ခတ်အချိန်ခါတွေကို မိတ်ဆွေတွေအနေနဲ့ယုံယုံကြည်ကြည် မိမိတို့လိုအပ်တဲ့နေရာတွေမှာအသုံးပြုမယ်ဆိုရင်အသုံးပြုမယ်ဆိုရင်ဆိုးရွားတဲ့အခြေအနေတွေအထိုက်လျောက်သက်သာစေမှာဖြစ်ပြီးတော့ကောင်းကျိုးတရားရရှိမဲ့အချိန်ခါတွေမှာလည်းပုံမူပြီးတော့အကျိုးရှိမဲ့အခွင့်အလမ်းတွေကိုဖန်တီးရယူနိုင်မှာဖြစ်ပါတယ်။အဲကျွန်တော်တို့ရဲ့ Astro Today အစီအစဉ်ကနေပြီးတော့2025မေလ12ရက်နေ့ဂျာတာပရီနေ့ကောင်းမွန်တဲ့နှက်ခတ်ဆိုးရွားတဲ့နှက်ခတ်တွေကို တွက်ချက်ဖော်ပြပေးခဲ့တဲ့နေရာမှာဆက်လက်၍ဒုတိယခန်းခန္ဓာအနေဖြင့်ကြာတာရေးသားသမီးများအပေါ်ပုံမှန်ထိရောက်နိုင်တဲ့ဆိုရက်နှခတ်နဲ့ပတ်သက်တဲ့နှခတ်ချိန်ကာလကို တင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။နေ့လယ်တနာ24မိနစ်မှနေ့လယ်2နာရီ4မိနစ်အတွင်းမှာဆိုရင်တော့ထိခိုက်သေးခြင်းပျက်စီးဆုံးရှုံးမှုတွေဖြစ်စေနိုင်တဲ့မရဏနှခတ်ကိန်းကြားတဲ့အချိန်ခါပဲဖြစ်ပါတယ်ရှင်။မရဏနှက်ခတ်နဲ့ပတ်သက်တဲ့ဆိုးရွားတဲ့နှက်ခတ်အချိန်အခါကို နေ့လယ် တနာယီ44မိနစ်ကနေနေ့လယ်2နာရီ4မိနစ်အတွင်းမှာတတိပြုဖို့ဖော်ပြပေးခဲ့ပါတယ်ဒါကတော့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ဒေတာစံတော်ချိန်အရာတွက်ချက်ပေးတာဖြစ်ပြီးအလားတူစွာပဲ အခြားသောကမ္ဘာနိုင်ငံတွေမှာလည်းမိမိတို့ရဲ့ဒေတာစံတော်ချိန်အရာအချိန်ကာလအနည်းနာလေးမှာမရဏနှခတ်နဲ့ပတ်သက်တဲ့လွှမ်းမိုးမှုအခြေအနေတွေကို တွေးကြုံရမှာဖြစ်ပါတယ်အခုပြတ်ကျသွားတဲ့ Air India Flight 171ဟာကျွန်တော်တို့တွက်ချက်ဖော်ပြပေးခဲ့တဲ့ဂျာတာပရင်းနေ့ရဲ့ဆိုးရွားလာတဲ့မရဏနှက်ခတ်နေ့လေတနာရီနဲ့39မိနစ်ဆိုးရွားလာတဲ့မရဏနှက်ခတ်ဒေတာစံတော်ချိန်နေ့လေတနာရီ39မိနစ်မှာ ပြတ်ကျပျက်စီးဆုံးရှုံးသွားခဲ့တာဖြစ်ပါတယ်ဒီတော့ကဘာပေါ်မှာဒီလိုမရဏနှက်ခတ်နဲ့တိုက်ဆိုင်ပြီးတော့မှ လူအသက်ပေါင်းများစွာဘဝပေါင်းများစွာပျက်စီးဆုံးရှုံးသွားခဲ့ရတဲ့ဖြစ်စဉ်တာရကတွေအများကြီးရှိခဲ့ပါတယ်။ဒါတွေကိုကျွန်တော်အနေနဲ့နှစ်ပေါင်း20လောက်သုတေသနာပြုစုဆောင်ရွက်ပြီးတော့မှကျွန်တော်ရဲ့လက်ရှိအသက်50ပြည့်မြောက်ခန့်ဒီအချိန်ကာလအနေစပြီးတော့ကျွန်တော်မိတ်ဆွေတွေကိုစတင်ပြီးတော့အတိပေးလာတာဒတိပေးလာတာတွေကိုကျွန်တော်အင်တိုင်းအားတိုင်း ဆောင်ရွက်လာခဲ့ပါတယ်အဲ့တော့ဒီလိုဆောင်ရွက်ရတဲ့အကြောင်းရင်းကလည်းလူတွေမှာမိမိတို့ဟာဟောလာဘယ်နေ့ဒုက္ခရောက်မယ်ဘယ်နေ့မှာခန္ဓာပျက်စီးမယ်ဘယ်နေ့မှာစီးပွားပျက်စီးမယ်ဆိုတာကိုလူတော်များများမသိကြပါဘူးဓာရီကိုသိနိုင်တဲ့တခုသီးသောအကြောင်းအရာကတော့နက္ခတ်ပညာရပ်မှာပဲရှိနေတာဖြစ်ပါတယ်သို့တော်냐လဲလောကကြီးမှာလူသားတို့ဟာဘယ်နေ့ဘယ်ရက် ဘယ်အချိန်မှာတည်ဆုံးရမယ်ဆိုတာကိုတော့မသိရှိအောင် ဖုံးကွယ်ထားတဲ့အကြောင်းကဏ္ဍတွေအများကြီးရှိခဲ့ပါတယ်။ဒီမှာလဲစိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းကဏ္ဍတစ်ခုကတော့ကျွန်တော်တို့ရဲ့မြမသမိုင်းမှာတာလွန်မင်းကြီးရဲ့နတ်ရွာဆန်ကံကုံမဲ့အချိန်ကာလ နေ့ရက်အချိန်နာရီမိနစ်အတိအကျကိုပြတ်ချက်ပေးခဲ့တဲ့နက္ခတ်ပညာရှင်ပုံနာတူပေါ်ထွန်းခဲ့ပါတယ် ဲ့တော့ဒီပုံနာရဲ့တွတ်ချက်မှုအတိုင်းပဲတာလုံမင်းကြီးဟာနေ့ရက်အချိန်ကာလတိကျစွာနဲ့နတ်ရွာဆန်းကံကုန်ခဲ့ရပါတယ်အဲ့တော့ဒီလို တွက်ကင်းနီးစနစ်တွေဟာလည်းကျွန်တော်တို့ရဲ့နှက်ခတ်ဘေးရင်ဥယျာဉ်မှာကျန်းကန်တွေအဖြစ်မှတ်တမ်းတွေအဖြစ်ရှိနေတာကြောင့်ကျွန်တော်တို့ရဲ့နှက်ခတ်ဘေးရင်ဥယျာဉ်ဟာမိတ်ဆွေ တင်ခါလူကြီးမင်းတို့ရဲ့အနာဂတ်မှာဖြစ်ပျက်မဲ့ဘဝပုံရိပ်အခြေအနေတွေကိုအနည်းဆုံး ခံမှန်းပုံဖော်တွက်ချက်ပေးနိုင်တဲ့တခုသေးသော နေရာဌာနတခုလည်းဖြစ်ပါတယ်မရဏနှက်ခတ်ဆိုတာလူသားတစ်ယောက်ကို အသက်သေဆုံးခြင်းတခုသေးကိုသာဖြစ်ပေါ်စေတာမဟုတ်ပါဘူးအချို့တွေအတွက်လုပ်ငန်းစီးပွားငွေကြေးတွေဆုံးရှုံးပျက်စီးပြီးတော့ဘဝအဆင့်တန်းများစွာနှိမ့်ကျသွားစေတာအချို့တွေအတွက် မိမိတို့ရဲ့တိဆောက်ထားတဲ့ဘဝတစ်ခုလုံးတပားသူတွေရဲ့ဖြစ်စင်းနောက်ဆက်မှုကြောင့်ပျက်စီးဆုံးရှုံးသွားတာအချို့အတွက်ကတော့မိမိတို့ရဲ့ဘဝခန္ဓာအသက်ခန္ဓာကြွေလင့်ပျောက်ကွယ်သွားတဲ့အခြေအနေတွေကို ရင်ဆိုင်ကြရတာဖြစ်ပါတယ်ဒီမရဏနှက္ခတ်မှာပျက်စီးခြင်း၃ပါးလူတွေဟာတွေ့ကြုံနိုင်တယ်အဲဒီပျက်စီးခြင်း၃ပါးမှာအနည်းဆုံးတစ်ပါးကိုတော့လူတွေဟာမလွဲမသွေတွေ့ကြုံကြရတာဖြစ်ပါတယ် ဂျွန်လ12ရက်နေ့မှာကြက်ကြသွားတဲ့ Air India Flight 171အနေနဲ့ကြာတော်ပရင်းနေ့ရဲ့မရဏနှက်ခတ်အချိန်အခါအနီးနားမှာလေရင်စတင်ပြန်တမ်းမှုအစီအစဉ်ကိုဆောင်ရွက်ခဲ့ပြီးတော့ဒီလေရင်မှာလည်းကြာတော်ပရင်းနေ့သားသမီးတဦးဖြစ်တဲ့ဂူဂျာရတ်ပြည်နယ်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း VJ ရူပါနီဆိုတဲ့မြန်မာနိုင်ငံဘွားကြာတာပရိနေသာသမီးတူပါဝင်ခဲ့တာကို ထူးထူးခြားခြားတွေ့ရမှာဖြစ်ပါတယ်။ VJ Rupani အနေနဲ့မြန်မာနိုင်ငံရန်ကုန်မြို့မှာမွေးဖွားခဲ့တာ ဖြစ်ပြီးတော့သူ့ရဲ့မိဘတွေဟာရန်ကုန်မြို့မှာစီးပွားရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့ကြတဲ့အိန္ဒိယမျိုးနွယ်စုတွေဖြစ်ပါတယ်။သူ့မိသားစုဟာ1960ခန့်မှာမြန်မာနိုင်ငံကနေဆုံးခွာပြီးတော့အိန္ဒိယနိုင်ငံမှာစီးပွားရေးလုပ်ငန်းတွေကိုပြောင်းရွှေ့လုပ်ကင်ခဲ့ကြတာကို သူ့ရဲ့မှတ်တမ်းတွေမှာတွေ့ရမှာဖြစ်ပါတယ်။ VJ Rubani အနေနဲ့1956ခုဩဂတ်စ်လ2ရက်ကြာသပတေးနေ့ရန်ကုန်မြို့ဒေသစံတော်ချိန်နနက်၈နာရီ55မိနစ်ခန့်မှာ မွေးဖွားခဲ့တာဖြစ်ပြီးတော့သူ့ရဲ့မွေးဖွားတဲ့အချိန်ကာလမှာတင်ယာတီလက် ပိတ်တယာတီစမ်းနဲ့သူ့ရဲ့ဥကောင်းထိတ်တဲ့တဲ့မှာနိုင်ငံရေးအုပ်ချုပ်ရေးစီးပွားရေးလုပ်ငန်းတွေကံကောင်းစေမဲ့ တနင်းလာတောက်ကြနဲ့ကိတ်ကြိုတွေတည်ရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်သူရဲ့ဇာတာကွင်မှာခရီးသွားလာမှုနဲ့ပတ်သက်ပြီးတော့ဘေးဥပန်းအနေနဲ့တွေ့ကြုံမဲ့နေရာဌာနမှာစနေနဲ့ရာဟုကြိုတွေဆိုးရွားစွာရပ်တည်နေတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်သူ့အနေနဲ့လက်ရှိရောက်ရှိနေတဲ့အာယုနက္ခတ်ဟာနက္ခတ်26လုံးဖြစ်တာကြောင့်သူ့ရဲ့ဇာတာကွင်မှာ မရဏဌာနကိုစိုးရွားတဲ့အာယုနှခတ်ကြော်ဖြတ်နေတဲ့အချိန်ကာလဖြစ်ပါတယ်။သူ့အနေနဲ့အာယုနှခတ်26လုံးဟာအဓိပတိတိုင်ရဲ့တိုင်ချေမြေလူအောက်ဆုံးမှာရောက်ရှိနေတဲ့နှခတ်ဖြစ်တာကြောင့်အခုလို အဖြစ်ဆိုးမျိုးနဲ့တွေ့ကြုံရတာဖြစ်ပြီးတော့မရဏနှစ်ထပ်ထပ်ဆင့်မိတဲ့အချိန်ကာလလည်းဖြစ်နေပါတယ်။အလားတူစွာပဲသူ့ရဲ့ ဇာတာကွင်မှာသူ့ရဲ့ရောက်ရှိနေတဲ့အာယုနှက26လုံးအပေါ်ကိုစိုးရွားလာတဲ့စနေဂျိုနဲ့နဗကျွန်းဂျိုတွေစင်းနေတဲ့အချိန်ကာလဖြစ်တယ်လို့သူ့ရဲ့မွေးဖွားတဲ့လက်ပေါ်ကိုကောဇာအင်္ဂါဂျိုကနေစင်းနေပြီးသူ့ရဲ့မူလမွေးဖွားခဲ့တဲ့အင်္ဂါဂျိုပေါ်ကိုကောဇာယာဟုဂျိုကနေစင်းနေတဲ့အချိန်ကာလတွေ ကန့်ညင်နေတာတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ VJ Rubani အနေနဲ့ကုသကံအလွန်ညံ့တဲ့အချိန်ကာလမိမိရဲ့ဇာတာပရိနေရဲ့မရဏနှက်ခတ်ကန့်ညင်တဲ့နေ့ရက်အချိန်ကာလမှာ Air India Flight 171နဲ့ခရီးသွားလာမှုကိစ္စရပ်တွေစီစဉ်ဆောင်ရွက်ခဲ့တာကြောင့်ဇာတာမှာပျက်စီးဆုံးရှုံးရမယ့်အချိန်ကာလတဘောဝခန္ဓာပြီးဆုံးတဲ့ အခြေအနေကိုတွေ့ကြုံရတာဖြစ်ပါတယ်မိတ်ဆွေများအနေနဲ့လောကမှာမိမိတို့ရှာဖွေထားတဲ့စီးပွားဥစ္စာပိုင်ဆိုင်မှုမိမိတို့တိစောက်ထားတဲ့ယာရုဩဇာအာဏာအရှိန်အဝါတွေဟာတစ်ချိန်ကြာရင်အလုံးလွတ်ချခဲ့ရတာဖြစ်ပါတယ်ဒီလိုလွတ်ချရမယ့်အချိန်ကာလကိုမိမိတို့ဇာတာအရဘယ်နှစ်ဘယ်ချိန်ကာလမှာဖြစ်မယ်ပြတ်မယ်ဆိုတာကိုကြိုတင် သိရှိထားခြင်းအပြင်မိမိဘဝအတွက်မိမိမိသားစုအတွက်အဆအစအရာရာပြင်ဆင်ခွင့်ရရှိစေမှာ ဖြစ်ပါတယ်ဒီလိုသိရှိနိုင်မှုအတွက်မိမိတို့ရဲ့မူလမွေးဖွားခဲ့တဲ့ဇာတာကွင်တွေကိုတတ်သိနားလည်တဲ့နက္ခတ်ပညာရှင်တွေမှာစမ်းစစ်အကြံပြုချက်ရယူထားခြင်းအပြင်မိမိတို့ရဲ့တိုးတက်မဲ့ကာလမိမိတို့ရဲ့ပျက်စီးမဲ့အချိန်ကာလတွေကို ဂျိုတင်သိရှိပြီးဆောင်ရွက်တဲ့လှုပ်ဆောင်တဲ့နာကိုမှန်မှန်ကန်ကန်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်ဒီဖြစ်စဉ်နဲ့ရှင်တွဲပြီးတော့ကျွန်တော်တို့နက္ခတ်ဗေဒင်ဥယျင် အနေနဲ့ Air India Flight 171မှာပါဝင်သွားကြတဲ့လေယာဉ်အမှုတမ်းများခရီးသည်များဖြစ်စဉ်ကြောင့်ဆုံးရှုံးသွားရတဲ့လူပုဂ္ဂိုလ်များအားလုံးကိုမိသားစုဝင်တွေနဲ့အတူတကွ ထတ်တူထမျှဝန်내ဖိကြိုက်ကြေကွဲရပါကြောင်းပြောကြားရင်းဏီကုန်းချုပ်ရပါတယ်မိ쇠များအနေနဲ့မကောင်းသောမရဏနှက်ခတ်ဂျိုဆိုဖြစ်စဉ်တွေနဲ့ကင်းဝေးပြီးမိမိတို့ရဲ့ဘဝနောက်ဆုံးဖြစ်တိုက်တဲ့အသက်အရွယ်တက်တန်းအချိန်ကာလတွေမှာသာဒီလိုမရဏနှက်ခတ်